ကျောက်ကယောဂများကိုကာကွယ်ရန်နှင့် စီမံခန့်ခွဲရန်အတွက်အောက်ပါအကြံပြုချက်များသည်အသေးစိတ်နှင့်လိုက်နာရန်လွယ်ကူသောလမ်းညွှန်ချက်များဖြစ်သည်။ဤအကြံပြုချက်များသည်ကျောက်ကယောဂများကိုကာကွယ်ရန်နှင့်ကျောက်ကလုဆောင်ချက်ကိုထိမ့်သိမ်းရရင်အထောက်အကူပြုပါသည်။ထို့သောအကယ်၍တင့်တယ်ကျောက်ကယောဂတစ်ခုခုရှိပြီးဖြစ်ပါက ဆရာဝန်ထံမှတီးတတ်အကြံဉာဏ်ရယူရန်အရေးကြီးပါသည်။ဆောင်ရန်ဒူးရီလာဖြစ်တဲ့မှာတနည်းလျရန်ရေ နှစ်ကောင်မှထုံးလီတာဆရာဝန်၏အကြံဖူးချက်အပေါ်မူတည်၍တောက်ပါရီရာပြေဝမှုသည်ကြောက်ကမှအစိတ်အတော့များကိုစစ်ထုတ်ရတဲ့အထောင်ကူပြုပါသည်စီးဖြော်ဖို့ဖြစ်နေရန်တေးကြစေပါ စီးရောင်ဆုံးဖြစ်နေပါကရေရပြေဝမှုမလုံလောက်ကြောင်ညွန့်ပြပါသည်ကျမ်းမာရေးနဲ့ညီညွတ်သောအစားအစာစားပါအတီးအနားနဲ့ဟင်းဒီဟင်းရွက်များကို ပုံမှန်စားပါ ဥပမာပန်းဒီဘယ်ရီဒီကောပြုတ်ထုတ်တို့ကိုပုံမှန်စားပါတို့တော့ပိုတက်ဆီယမ်နဲ့ပေါ်ပရက်စ်ပါဝင်မှုမြင်မာသောအတီးအနားများကိုဆရာဝန်နဲ့တိုင်ပင်ပါ အစီမခေထားသောပရိုတင်းဖြစ်သည့်၅ကြက်သားအရေးကွဲမပါသို့မဟုတ်အပင်အခြေခံပရိုတင်းများဥပမာပဲပုတ်ပဲပိဇိုင်တို့ကိုရွေးချယ်ပါ ဆိုဒီယမ်နဲ့သော အစာအစာများကိုဦးစားပေးပါစားပမာဏကိုတစ်နေ့2300မီလီဂရမ်ထက်မပိုစေရသွေးပေါ်ချိန်နှင့် တွေးတွင်တကြားတာတကိုထိန်ချုပ်ပါတွေးဖို့ချိန်ယောဂာနဲ့စီချိုယောဂာဒီကြောက်ကပ်ကိုထိခိုက်နိုင်သည်ပုံမှန်စစ်ဆဲမှုများပြုလုပ်ပြီးဆရာဝန်ဤညွန်ကြားချက်အတိုင်းစေဝါများကိုလိုက်နာပါ DASH အစားတောက်ပုံစံကို လိုက်နာရန်စဉ်းစားပါ ပုံမှန်လဲကျင်ကန်လို့ပါ တပတ်လျင်အနည်းဆုံး တရား90မိနစ် အလဲရာပြင်းထန်မှုလေ့ကျင့်ခန်းများဥပမာလမ်းလျှောက်ခြင်းရေကူးခြင်းတို့ကို ပုံမှန်လုပ်ပါလေ့ကျင့်ခန်းသည် သွေးလက်ပြေမှုကို ကောင်းမွန်စေပြီးကြောက်ကပ်ကျန်းမာရေးကို အထောက်အကူပြုပါသည်ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပါကြောက်ကပ်လူဆောင်ရက်ကို စစ်ဆေးရန်သွေးစစ်ဆေးမှုများ creatinine EGFR နှင့်စီးဆစ်ဆဲမှုများပုံမှန်လို့ပါ အထူးသဖြင့်မိသားစုတွင်ကြောက်ကပ်ရောဂါရာဇဝင်ရှိခဲ့ပါကစောစီသောဆစ်ဆဲမှုများဖြစ်လုံရန်အရေးကြီးပါသည်ဆဲလိဖြတ်ခြင်းနှင့် အရက်တောက်တုံးမှုကိုလျှော့ချပါဆဲလိဖြတ်ခြင်းသည်ကြောက်ကပ်တို့သွေးစီးဆင်းကိုတိုးတက်စေသည် အရက်ကို အလဲရာတောက်ပါ တနေ့လေးရင်အရက်တစ်ခွက်ထက်မပို့စေရရှောင်ရန် don't စားများသောအစားအစာများကိုရှောင်ပါစားများသောအစားအစာများဥပမာစားငင်စီ chips အသင်စားအစားအစာများသည်တွေးပေါ်ခြင်းကိုမြင့်တက်စေပြီးကြောက်ကတ်ကိုထိခိုက်စေသည်အစားအစာများတွင် စာအစာဟင်းခတ်အမှုအကြံများဥပမာနနွဲငရုတ်ပဲတို့ကိုတုံပါတကြားဒါများသောအစာအစာနဲ့အချိုရည်များကို short ချပါတကြားဒါများသောအစာအစာများသည်စီးကျိုယောဂကိုဖြစ်ပေါ်စေနိုင်ပြီးကြောက်ကပ်ကို ထိခိုက်စေသည် အချိုရည်များမှာဆိုဒါအဖြစ်ချိုရည်များကိုရေဖြင့်အစာထိုးပါ အစီများသော အစားအစာများကိုရှောင်ပါအစီဖြစ်နေ trans အစီဥပမာစီများသောကြော်ထားသော အစားအစာများထောက်ပါတို့သည်ကိုလက်စထရောကိုမြင့်တက်စေပြီးသွေးကြောများကိုထိခိုက်စေသည်ကျန်းမာရေးနှင့်ညီညွတ်သောအစီများဥပမာတန်လွန်စီထောက်ပါတီတို့ကိုသုံးပါဆေးဝါးများကို ဆရာဝန်ညံ့ချမှုမရှိမတုံးပါအကွိုင်းကေးပျောက်ချင်းဆေးဝါးများဥပမာအိုက်ဘူပရိုဖင်ကိုကိုဆရာဝန်ညံ့ချမှုမရှိကာလရှည်သုံးဆွဲခြင်းသည်ကြောက်ကတ်ကိုထိခိုက်စေသည်ဆေးဖတ်ဆေးဝါးများသို့မဟုတ် ဖြည့်စွက်ဆေးဝါးများကိုလည်းဆရာဝန်နှင့်တိုင်ပင်ပါအလေးတင်လှူရှားမှုများကိုရှောင်ပါကြောက်ကက်ယောဂရှိပါက အလွန်ပြင်းထန်သောလေးကျင်ကမ်းများသို့မဟုတ် ကိုအလေးကျင်ကိုရုတ်တရက် short ချခြင်းသည်ကြောက်ကက်ကိုဖြီးစည်းမှုဖြစ်စေနိုင်သည်စီးချုပ်ရည်ကိုရှောင်ပါစီးကိုကြာရှည်ချုပ်ထားခြင်းသည် စီးကြက်ယောဂများနှင့်ကြောက်ကက်ပြည့်တမာများကို ဖြစ်ပေါ်စေနိုင်သည်စီးသွားရန်လိုအပ်သည့်အခါချက်ချင်းတော့ပါထူးခြားသောအကြံပြုချက်များ ကြောက်ကက်ကျဲတေရန်ကိုကောက်ဝေရန်အောက်ဆီလီပါဝါမှုများသော အစားအစာများဥပမာဟင်းနွေးရွက်ဂျီဖွေးဥကိုလျှော်ချမှာပိုတက်ဆီယမ်နှင့်ဖော့စတရပ်စ်ကိုထိန်းချုပ်ပါကြောက်ကက်လုံးဆောင်ချက်နဲနေပါက ပိုတက်ဆီယမ်မင်မာသော အစားအစာများဥပမာငပြောသည်အာလူကဒုံကိုကို နှစ် phosphorus မြင်မာသောအစားအစာများနှုတ်ထွက်တွေ့ရေးသွဲများအခွဲမားများကိုဆရာဝန်ညွှန်ကြားချက်အတိုင်းလျှော့ချပါတတိပေယံအကယ်၍တင့်တွေကြောက်ကတ်ယောဂဥပမာနာရာကြောက်ကတ်ယောဂ CKD ရှိပြီးဖြစ်ပါကအစားအစာနဲ့နေစဉ်ဘဝပုံစံပြောင်းလဲမှုများကိုဆရာဝန်တို့မဟုတ်အာဟာရပညာရှင်နဲ့တိုင်ပင်ပါ ကြောက်ကပ်ယောဂအဆင့်ပုံမူတည်၍အကြံပြုချက်များကွာခြားနိုင်ပါသည်ဤအကြံပြုချက်များသည် ရေပုရန်လမ်းညွှန်ချက်များထည့်ပြီးတင်ကြမ်းမ၏အခြေအနေပုံမူတည်၍ဆရာဝန်ထံမှတည်တံ့အကြံဉာဏ်ရယူရန်အကြံပြုပါသည်